3ဒီရှင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီဆိုင်လေးက2025 21ကြိမ်အတွက်ပထမဆုံးတင်တဲ့ဖန်ဆိုင်လေးဖြစ်ပါမယ်သူရဲ့ဖြစ်စဉ်လေးကဗရစလုံးဆိုတော့သူက1982ကနေစတယ်နော်1982ခုနှစ်1982ခုနှစ်မှာနောက်ပိတ်သုံးလုံးကိုသူကတုံညာလို့ထောင်နော်နောက်ပိတ်သုံးလုံးတုံညာလို့ထောင်တယ်ပြီးရင်ဒီဘက်တစ်နှစ်ကျော်မှာ666ဆိုတဲ့ထိပ်သီးသုံးလုံးထောင်တယ်နော်666 တပင်းကြောင်ရင်၅ထစ်နော်ဒါ92ခုနှစ်မှာစဖြစ်တာနောက်ပိတ်သုံးလုံးကိုတုံများလို့ထောင်းတယ်တစ်နှစ်ကျော်မှသူ့ရဲ့ဘေးမှာ666လို့ထောင်းတပင်းကြောင်မှာ၅ထစ်နော်အဲ့ကနေ1980 1980မှာလည်းအဲ့လိုပဲနော်နောက်ပိတ်သုံးလုံးတုံများလို့ထောင်းတယ်နောက်ပိတ်သုံးလုံးတုံများလို့ထောင်းပြီးတော့တစ်နှစ်ကျော်မှ666ထိပ်စီထောင်းတပင်းကြောင်မှာ၅ထိပ်ဟုတ်ပြီနော်ဒါဒုတိယဖြစ်စဉ်တတိယဖြစ်စဉ်က85ခုနှစ်မှာ စ်ဆန်တဲ့၅ခုနဲ့စ်ဆန်တဲ့၅ခုနဲ့မှာနောက်ပိတ်သုံးလုံးကိုတုံ့ပြန်လို့ထောင်းထောင်းပြီးရတဲ့တနည်းကြမှာ666ဆိုတဲ့ထိပ်ထီးသုံးလုံးတန်းပြီးရင်တပင်ကြမှာငါးထိပ်ဆန်တယ်เนาะအိုက်ပုံစံတိုင်းပမာလာဖြစ်တော့ဆိုတော့အိုက်ပုံစံတိုင်း1025 1025အဲ့တော့နောက်ပိတ်သုံးလုံးတုံ့ပြန်လို့ထောင်းတယ်668ထိပ်ထီးသုံးလုံးထောင်းပြီးရတဲ့တနည်းကြတိတ်ထီးသုံးလုံး666တန်း ချက်ချက်တန်းပြီးတော့ကျွန်တော်တပင်းတော်မှာဒီမှာငါးထိပ်ကိုကျွန်တော်ဖမ်းထားပြီနော်ကဲဟုတ်ပြီအဲ့ဒါကိုအစနေပြန်လေးလာစနေပြန်ပြီးတော့ကြည့်မယ်ဆိုတော့1992ခုဒီ92ခုနှစ်မှာအဲ့လိုထိပ်သီးသုံးလုံးနောက်ပိတ်သုံးလုံးတုံညာလို့ဖြစ်ပြီးတော့ဒီဘက်မှာထိပ်သီးသုံးလုံးက30လို့ဖြစ်နော်666လို့ထောင်းထောင်းပြီးရတယ်9ထိပ်အဲ့ဒီ9ထိပ်ကိုတဲ့သူကဒီနောက်ပိတ်ကဒီအလဲရဲ့ဒီထိပ်ရဲ့အလဲရဲ့အပိတ် ဒီထိတ်နဲ့အလယ်နဲ့အပိတ်နဲ့ဟာမူတည်ကိုဖြစ်နေပြီနော်ထိတ်ရယ်အလယ်ရယ်အပိတ်နဲ့ဒီထိတ်လည်းဘိတ်ကကိုလို့ဖြစ်ဖြစ်ပြီးတော့မှဒီဘက်ကအစိမ်းရောင်အစိမ်းရောင်ကိုကနောက်နှလုံးကိုနော်အဲ့တော့ငါးရှစ်တိတစ်ခွက်တည်းထွက်တယ်နော်ဖြစ်စဉ်ကနောက်ဘက်သုံးလုံးဘုံများလို့ထောင်တယ်ပြီးရင်ထိတ်ဒီသုံးလုံးက6 6 6တပင်းကြောင့်မှငါးထိတ်ထွက်ပြီးရင်သူ့ရဲ့ဘေးကနေဒီထိတ်ရယ်အလယ်ရယ်အပိတ်ရယ်ဒီသုံးလုံးပေါင်းရင်မူတည်ကိုလို့ဖြစ်နေပြီးရင်ဒီဒီဘက်ကအလယ်တိုင်း အလဲတိုင်းကူဟာနောက်နှလုံးကူအဲကျတော့98เนาะတကွက်တစ်ထွက်1980မှာဖြစ်ခဲ့တဲ့1980မှာဖြစ်ခဲ့တဲ့နောက်ပိတ်သုံးလုံးလုံးညာလို့ဖြစ်ဖြစ်ပြီးတော့တနှစ်ကျော်မှာ66ရောက်เนาะ66ကျော်လို့ဖြစ်ပြီးတပင်ကျော်မှာ9ထိပ်ခြေရပုံစံအတိုင်းပဲဒီထိပ်နဲ့အလဲနဲ့ဒီဘက်ကအပိတ်နဲ့ထိပ်ရဲ့အလဲရဲ့အပိတ်ရဲ့မူသေးကူလို့ဖြစ်နေပြီ ုတ်ပြီမူတွေကိုလို့ဖြစ်ပြီးရင်သူ့ရဲ့ဘေးမှာရှိတဲ့အလဲတန်းတုံညာအနှောင်းနှလုံးတုံညာနော်အဲ့တော့582ဆိုပြီးတော့တစ်ခွက်တည်းထွက်တယ်နော်ဒါဒုတိယဖြစ်စဉ်တတိယဖြစ်စဉ်က1985နော်1985မှာနော်1985မှာလောက်ပဲတုံလုံးတုံညာလို့ထားထောင်ပြရတဲ့တစ်နှစ်ကျော်မှာ666တခီတုံလုံးတန်းတမ်းပြရတဲ့တပိန်ကျော်မှာ9ထိပ်ကြအဲ့ဒီ9ထိပ်ကြပြရတဲ့သူ့ရဲ့ဘေးကနေထိပ်စီးရယ်အလဲရယ် နော်ဒီထိတ်ရဲ့အလဲရဲ့အပိတ်အမူတွေကိုလို့ဖြစ်နေငါးထိတ်သုံးရပြီအဲ့ဒီအချိန်မှာတော့သူ့ရဲ့ဘေးကအလဲတန်းနှစ်အဲ့ဒီအလဲတန်းနှစ်ကလည်းနောက်နှလုံးနှစ်တယ်5 2 0ဆိုပြီးနော်ဒီကွာတက်ဖြစ်တယ်ဟုတ်ပြီအဲ့ပုံစံလားကျွန်တော်ကဒီဘက်ကိုလိုက်ကြည့်မယ်ဆိုရင်2025တော်လို့ဆန်မှာဒီမှာနောက်ပိတ်သုံးလုံး30လို့ထောင်လိုက်ပြီเนาะထောင်ပြီးတော့တပင်းကျော်မှာ တနှစ်ကျော်မှရှစ်လျှောက်လျှောက်လို့တန်းခြေချောက်ချောက်လို့တန်းတဲ့အတွက်ကျွန်တော်ကဒီညမှာငါးထိပ်ကိုဖမ်းလိုက်ပြီပြီးရင်ဒီထိပ်ရဲ့အလဲရဲ့အပိတ်ရဲ့ထိပ်ရဲ့အလဲရဲ့အပိတ်ရဲ့ကိုးလို့ဖြစ်အောင်ခြောက်ပိတ်ဒီအလဲတိုင်းနော်သူ့ရဲ့ဘေးကအလဲတိုင်းနှစ်ကနောက်နှလုံးနဲ့ကျွန်တော်966ဆိုတဲ့အဖြစ်တစ်ခုရတယ်966เนาะအဲ့ဒီ966ကကျွန်တော်တို့အထောက်ခွန်ဆုံးတဲ့နှစ်တွေကအပူခွကနဲ့တကွပြန်ဆွဲရမယ်ဆိုတော့ စာလေးတစ်စာရှိတယ်ကျွန်တော်ပြီးခဲ့တဲ့ဘက်ကလည်းကြားခဲ့ဦးရေနော်ပြီးခဲ့တဲ့နှစ်ပတ်လောက်ကပေါ့နော်အဲ့ဒါလေးပြန်ပြပြီးမယ်နော်ဘာဘလို့လဲဆိုတော့ဒီ89ပေါ့နော်ဒီခွန်စောနဲ့နှစ်ထဲအပူခွာကနခွန်ခွန်3နော်အဲ့ဒီခွန်ခွန်3ဆိုတဲ့ကောင်က85မှာပြန်ထွက်ဆိုနော်အဲ့ခွန်စောနဲ့နှစ်ထဲနော်ဒီခွန်စောနဲ့နှစ်ထဲအပူခွာကနခွန်ခွန်3ကဒီဘက်5ဆုံးသောနှစ်ကိုပြန်ထွက်ခြင်းနော် ။ဟောဒီခွန်ဆုံးသောနှစ်တရနော်။ငါးပါသောအပုခွာရှိငါးလေးလေးတုံးထွားနော်။ငါးလေးလေးငါးပါသောအပုခွာ။ပြည်လားငါးဆုံးတဲ့နှစ်ပြန်ထွက်တယ်နော်။ဥပမာမထွက်ဘူးသူလားဒီဘက်ခွန်ဆုံးတဲ့နှစ်မှာငါးဘူးငါးနဲ့အပုခွာမရှိဘူးနော်။ငါးပါသောအပုခွာမရှိဘူး။ဒီခုနကစစ်သက်ခွန်မှာကြတော့၅ပါတော့အပူခွာနော်၅လေးလေးဒီမှာပြန်ထွက်ပြီးတယ်၅ဆုံးနဲ့နှုတ်နော်။အော်ဒီတတိယဖြစ်စဉ်က90နဲ့ခွန်ပေါ့ 92ခွန်မှာအပူခွ9ပါတော့အပူခွထွက်ထားတဲ့ဟာလေးပဲကျွန်တော်ပြလိုက်မယ်နော်99ခုအဲ့ဒီ99ခုဟာ2005ခုနဲ့မှာ2005ခုနဲ့မှာပြလိုက်ပြထားတယ်နော်အဲ့လိုပဲ2000ခွန်မှာ9ပါတော့အပူခွနော်9ပါတော့အပူခွတော့တင်91နော်အဲ့ဒီတင်91က2015မှာနော်လိုက်ထွက်ပြီအဲ့လိုဆိုရင်ကျွန်တော်တို့2010ခွန်မှာ ီတတိချလည်းမထွက်သေးဘူး။အော်တတိ6 5 6နော်တတိချ6 5 6နောက်တကားဒီနှစ်နှစ်လေး၄၉၄၃၃၅နော်ဒီကနေ့၃၃၅၄၉၄2နှစ်လေး6 5 6တတိချအဲ့ဒီအဘူးခွန်၅ခွက်ကဒီခွန်ဆုံးသောနှစ်ကနေဒီ၅ဆုံးသောနှစ်ကိုလိုက်ရအောင်နော်အဲ့ဒီတည်းမှာကျွန်တော်လုပ်ခြင်းမှာ6 5 6ဒါပြီးတော့ပါမယ်နော်အဲ့ဒါလေးကအထူးထူးခြားခြားတိုက်ဆိုင်မှုလေးပေါ့နော် ကဲဒါပထမဖိုင်ဆိုင်လေးဖြစ်ပါတယ်နော်ဟုတ်လားကျွန်တော် site တွေထပ်ပြီးတော့တင်ပေးပါဦးမယ်ကဲမိတ်ဆွေသင်ငယ်ညီမအားလုံးကံကောင်းကြပါစေ